ကျေးဇူးတော်ရှင်ဒီပိဋကရောဆရာတော်ကြီးဒီပိဋကဓမ္မလက်ဆောင်26အာဆိုတဲ့စာအုပ်မှာတရားလင်္ကာဓမ္မကဘာများမျှဝေပူဇော်ပြီးမှဖြစ်ပါတယ်လောကအတွင်းမှာအရာရာယတ္တာဘာမှမရှိကြစိတ်မပါလဲမရဲပဲအမြဲရည်တွက်ရာစွမ်းအားမပါရည်စရာလွန်စွာကြောက်လန့်ရာ စွမ်းအားပြေကရေးစေရာကောင်းစွာအားရှိလာစိတ်ကိုယ်တန်ကကောင်းစွာလုံစေအတတ်စေ၍အရေးအတွက်အားဖြည့်စွာဟာကွက်ပြေနိုင်ကြတရီမပါအတိကွာရှိတာမသိရတရီတွဲကအတိပါရှိတာအပြည့်ရတရီတလုံးအစင်သုံးရှင်ပြုံးဤချမ်းရာ တိန်တိုက်ဗမာတန္တရာတွေ့လာတခဏာလေကြောက်ကွဲကပြရရှာလင်းစွာပြောက်သွားကြ သူနှုတ်သွားလင်းအတိဝင်စွမ်းအင်စပီမာတရိညာကူအဘူးနှုတ်ကအေဓာကိုဆက်ရှိကိုတက်နှုတ်ဆက်သူတွေစိတ်အေးရာလူဤစွမ်းအားမြတ်တရားစိတ်ထားကောင်းမရနိုင်ကြ လောက၌မြည်သည့်အရာများရက်မနေကြပဲတလုံးလုံးပြောင်းလဲနေကြသည် နေလာများလည်းမရက်အချိန်နာရီကလည်းမရက်ခန္ဓာကလည်းမရက်ပြုပြင်ကျွေးမွေးနေရမှုကလည်းမရက်ပြုပြင်ကျွေးမွေးမှုရှားပွေဆူဆောင်းနေရသည့်အချိန်ကလောက်ကလည်းရက်ထားပြီးမဖြစ်တက်မဲ့တက်ရှိမြည်သည့်အရာများရက်မနေကြသဖြင့်အရေးအတွက်ဟုအမျက်ရှိနေမည်ဖြစ်သည်စိတ်ပါသည်ဖြစ်စေစိတ်မပါသည်ဖြစ်စေနေတိုင်းအမျက်ရည်တွေ့ရမည်သာသည် မရဲပဲလှူရှားနေရသလောက်အရေးအတွက်ကလည်းအမြဲတုံးမြည်တာဖြစ်သည်စုကကာလလူဘဝတသက်သာသည်ကဏဘောင်းဆက်ဖြင့်တွေ့ရတော့အောင်မများလားဇေကဏမြတ်သာရှိတော်လဲအမျိုးစုံလာသည့်အရေးအတွက်များကကဏဘောင်းဆက်ဖြင့်လိုက်တွေ့ရမမီနိုင်တော့အောင်များပြားလာသည်များပြားလာသည့်လူအယူတော်များကိုတရားစွာပုံစံဖြင့်အကန့်လိုက်သူမီသိသိပေးနိုင်ရန်တတိညာဟုသော အထအချိန်ထိန်အာယုန်ထိန် စိတ်ထင်းကရိယာကိုအထူးလိုအပ်လာပြီသည်နေစဉ်မလွဲမသေးရွေတက်နေရသောလူအည်အတွက်သည်အည်အသွေးစွမ်းအားဘာမှပါအားဖြင့်နှမျိုးရှိပေသည်တရာတတိအတိမပါသူများဤစူးစားလှူရှားမှုအလုံးအည်အတွက်အလုံးအည်အသွေးမပါသောအည်အတွက်ချိတာဖြစ်သည် အားမပါသောလှူရှားခြင်းများလည်းဖြစ်သည်အည်အသွေးမပါသောအည်အတွက်ဒီကိုကိုပြန်လေချင်းချောင်းတဲ့တဲ့ဖြင့်ရှိသလောက်တို့လာသလောက်ကြောက်ရသည် ရာဖြင့်တန်း၍တတိဖြင့်တုံမိသိသိထားသောစိတ်တန့်စိတ်လုံးကိုဝိရိယနှင့်တွဲပြီးသုံးနိုင်သူအတွက်အည်အသွေးပါသောအည်အတွက်ကြီးဖြစ်နေသည် ဘဝ အနှစ်ချီသာတို့နေမည်ဖြစ်သည်ကောင်းမှုပြုခြင်းဟူသည် အခွင့်အချီးရေတွက်မနေဘဲအည်အတွက်ထဲ၌အည်အသွေးထည့်သွင်းရသည်အလုပ်ဖြစ်သည်ကုံဆုံးရောလျော်သွားသည့်အည်အတွက်ထဲ၌ဟာကွက်ပြီးအောင်တရားဖြင့်အားဖြည့်ဆွေးရမည်ဖြစ်သည် ဂုံသားသည့်နေရာ၌အားဖြည့်ဆွတ်ပေးနိုင်သောအရာကားတရားမှတပါမြည်သည့်အရာများမရှိချေအည်တွေ့ပါသောအည်အတွက်သည်တိုးသလောက်အားကိုပြည့်စေသည်တရီသည်စွာအကုန်လုံးကိုထိမ့်ချုပ်ဖော်ထုတ်ပေးနိုင်သည့်အားကောင်းဆုံးတရားဖြစ်သည် စိတ်စဉ်၌တတိမပါလင်အမှန်တမ်းကြည့်ရှုသုံးသပ်ဆုံးဖြတ်နိုင်သည့်အတိတရားမတိကြမပြေဝနိုင်ပေတတိမပါလင်အတိတည်နေတတ်သည့်ဖြင့် လှုပ်ရှားနေတော်လဲလောက်ကင်ဆောင်ရွက်နေတော်လဲတကယ်အားကိုရမိအားမပါဝင်နိုင်ချေတတိအသက်အသွင်းပေးမှအကြည်ရှင်းပြီးအတ္တိတရားတိကြပြဝနိုင်သည် အမှန်အားကိုရမိစွန့်ရီအားလဲအပြည့်ဝရနိုင်မည်ဖြစ်သည်တတိသည်အတ္တိအသက်ဖြစ်သည်ဖြင့်တတိအထင်းပါသည့်အားထုတ်မှုကသာ အလေလုံးမရှိ တိကျသည့်စိတ်ဆွမ်းအားတကိုးကို တိုးတက်စေနိုင်သည်ဘဝတန္တရာခိတေဖြစ်သောမိမိတို့သည် ။ကောင်းကင်ဘီကတိမ်တိုက်ပမာတခဏမျှသာချင်းချင်းတွေ့ဆုံခွင့်ရကြသည်။ကောင်းကင်ကတိမ်များသည်ကိုယ်သဘောဖြင့်ယက်တီသွားလာလှူရှားခွင့်မရှိဘဲလေးဤတွန်းအဖြစ်သာရွေလျားနေကြရသည်။တိမ်သည်တလေးကြောက်တစုနှင့်တစုပေါင်းစုံမိသည်။နှစ်လေကခွဲပြလိုက်ပြန်သည်ဖြင့်မကြာမီလေကြောက်ပင်တစုနှင့်တစု꿰ပြားသွားကြသည်လေအုံဖြင့်ရွေလျားနေစဉ်တခါတည်းရန တချို့ဒိန်များဆင်းရုပ်မြင့်ရုပ်လူရုပ်စသည်ဘုံတရံများများဘုံတရံများပေါ်လာတတ်သည်သို့တော်မကြာလိုက်ပါတခဏမျှသာဖြစ်သည်သုံးတချို့ဒိန်များလေးအကူဖြင့်အကြီးပြောကြကာမိုးရီအဖြစ်ပြောကြကြသည်ဘဝတန္တရာခိတဲ့သည်တကံဟူသောလေကြောင့်တာမီတာဖညီကောင်မောင်နှမဆရာတပည့်တရင်သောဘောဆက်သည်ဖြင့်တခဏပေါင်းစုံမိကြသည်နှစ် ကံဟူသောလေကခွဲပြလိုက်ပြန်သည်ဖြင့်မကြမီကံလေကြောက်ပင်အချင်းချင်းရှင်ခွဲတည်ခွဲခွဲရရန်သည်ဤအရာ၌အတိတ်ကံပစ္စုပန်မျိုးလုံးပင် လေဟုံအရာ၌တည်ကြသည်ကံမျိုးလေဟုံဖြင့်ပေါ်လာလှရှားနေကြစဉ်အစဉ်မျိုးစုံ ပုံစံမျိုးစုံပေါ်လာကြတော်လဲမကြလိုက်ပါတခဏမျှသာဖြစ်သည်သို့အချို့ပုဂ္ဂိုလ်များ၏တက်မဲ့သက်ရှိအရာများသည်ကံမျိုးဟူသောလေကဖြိုးချလိုက်သည်ဖြင့် ပျောက်ကွယ်ပြိုကျပျက်စီးသွားကြရသည်ဘဝတန္တရာခိတယ်များသည်ကိုယ်သဘောဖြင့်ယက်ဒီကန့်သက်ခွင့်မရှိဘဲကန်စီမန်တလိုယက်ဒီလှူရှားနေကြရသည်မိမိ၌ရှိနေသောအရှိအလုံးသည် ကိုယ်ရှိစေခြင်းတော့ရှိနေကြမည်မဟုတ်ဘဲသူရှိနေသောတာရှိပြီးကန့်သက်ခြင်းစစ်ရင်ကိုယ်ကိုကြောပြီး ခွဲခွာသွားကြမည်သာဖြစ်သည်မိမိရာကိုများမိမိကအပိုင်းစုတ်ကိုင်းထားခွင့်မရှိချေမိမိအရှိများ ွဲခွာသွားတိုင်းကုံဆုံးသွားတိုင်းမိမိကအေးမြစွာနှုတ်ဆက်တတ်ဖို့အထူးလိုအပ်မည်ဖြစ်သည်နှုတ်ဆက်ဟူသည်နှုတ်ရွေဆက်ခြင်းကို ဆိုလိုသည်တရီဝရိယတမာတိဖြင့်အပူကိုနှုတ်၍ဉာဏ်ဖြင့်ဒါနသီလတမာတိဥပန္နနာအေးအေးကိုဆက်ပေးရမည်တိဉာဏ်ဖြင့်မကောင်းမှုအရှုပ်အထည်အညင်များကိုနှုတ်၍တိဉာဏ်ဖြင့်ပင်တန်ရှင်းစင်ကြဲသော ကောင်းမှုစွမ်းအမြတ်တရားကိုဆက်ပေးတတ်ရမည်နှုတ်ဆက်တတ်မှလည်းစိတ်အေးရမည်ဖြစ်သည် ကုံဆုံးသွားခြင်းသည်အာသာကြံရင်နေခဲ့ရမည်တတိညာသည်အကုန်ကိုအရာဖုံး၍ပြုံးเสียအားကိုဖော်ထုတ်ပေးသည်ကျေးဇူးတော်ရှင်တိပိဋကရောစေတော်ကြီးအာဆိုတဲ့တိပိဋကဓမ္မလက်ဆောင်26ကိုနာယူမှတ်သားကြားနာသိရှိကြ၍ကိုစီကိုမြစွမ်းအားများရယူနိုင်ကြပါစေ